FBI တွေတော့လက်မြောက်ခဲ့ရတဲ့ American သမိုင်းမှာ တခုတည်းသောအမှုမပေါ်တဲ့လေယာဉ်ပြန်ပေးဆွမှုအကြောင်းသိသိပါသလား1980ခုနှစ်မှာဒန်ကိုပါလို့ခေါ်တဲ့လူတယောက်ဟာလေယာဉ်တစီးကိုစီးနင်းလိုက်ပါလာပါတယ်။သူကအရန်အေးပြီးဝှက်ထားတာကလည်းရှက်အင်းကြီးညက်တိုင်းနဲ့လူကြီးလူကောင်းပုံစံပါ။လေယာဉ်ထွက်ပြီးမကြခင်မှာပဲသူကလေယာဉ်မဲကိုစတဆောင်ပေးလိုက်ပါတယ်။စတဲ့မှာရေးထားတာကကျွန်တော်လက်ဆွဲအိတ်ထဲမှာဖုံးပါပါတယ်။ဘေးနားလာတိုင်းမှာတဲ့။ သူ့ရဲ့တောင်းဆိုချက်ကရရှိပါတယ်ဒေါ်လာ2သိန်းနဲ့၄ချီ၄ခုပါ လေရင်ကစီရတန်လေစိတ်ကိုစင်ပေးလိုက်ပြီးသူ့လိုချင်တဲ့ပတ်စံနဲ့၄ချီရတော့ခီးသည်တွေကိုပြန်လွှတ်ပေးလိုက်ပါတယ်ဒါပေမဲ့ဇလန်းကအဲ့ဒီမှာစတာပါ လေရင်ကိုမက္ဆီကိုဘက်ပြန်မောင်းခိုင်းပြီးညဘက်မိုးသဲထန်စွာရွာတဲ့အချိန်တောအုပ်တစ်ခုပေါ်ရောက်တော့လေရင်အနောက်ပေါက်ကိုဖွင့်ပတ်ဆံအိတ်ကိုဆွဲပြီးလေထီးနဲ့ခုန်ချသွားခဲ့ပါတယ်။အဲဒီနေ့ကစပြီးဒီနေ့ထိကူပါဆိုတဲ့လူပဲရောက်သွားလဲ သက်ရှင်လားသိလားဆိုတာဘယ်သူမှရှာမတွေ့တော့ပါဘူးဒါဟာကပအပြောင်မြောက်ဆုံးရာဇဝတ်မှုတစ်ခုပါ နောက်ဆုံးတော့နှစ်ပေါင်း45နှစ်ကြာစုံစမ်းပြီးနောက် FBI က2016ခုနှစ်မှာဒီအမှုကို တရားဝင်ပိတ်သိမ်းလိုက်ရပါတယ်ကူပါဆိုတာတကယ်တော့ဘယ်သူလဲသူ့လေကြီးနဲ့ခုံချပြီးအသက်ရှင်လွတ်မြောက်သွားခဲ့ရလားဒါမှမဟုတ်အင်းဆက်တဲ့တော်နဲ့ကြီးရမှာပဲအဆုံးသတ်သွားခဲ့ရလား ဒါကတော့ဒီနေ့အချိန်ဘသူမှအဖြစ်မရှာနိုင်ခဲ့တဲ့တမားရဲ့အကြီးမားဆုံးပဟေတိတစ်ခုအဖြစ်ကြံရင်နေပါတော့တယ်။မိတ်ဆွေရောဘလို့ထင်လဲ။သူလို့တော်မယ်ထင်လား။ comment မှာရေးခဲ့ပေးကြပါဦးနော်။အခုလို့ဘဟုသူတရားဖွယ်ရအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးတော့မှာမို့လို့တိလျာ channel လေးကို follow လုပ်ပေးခဲ့ကြပါဦးနော်။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။